မင်္ဂလာပါဒီနေ့တော့ရချင်ပြည်နယ်ကိုလွှမ်းလို့ပေါ့နော်မွေးရမြို့ကိုလွှမ်းလို့ကျွေးမုံလှူစားပါမယ်ကျွေးမုံလွန်လွယ်လေးကိုလုပ်ပြပေးထားပါတယ်ကျွေးမုံမှာတော့မုံပိုင်းထောင်းလို့ခေါ်ရပေါ့နော်ဒါပေမဲ့ချင်ပြည်နယ်ဘက်မှာတော့ကျွေးမုံလို့ခေါ်ပါတယ်ဆိုအရင်ဆုံးကောက်ညံ့မုံရယ်ဆမ်းမုံရယ်ပြီးတော့ဘီးအစ်စ်တစ်ချောင်းရယ်ပြီးတော့ပဲပေါင်းရယ်ပြင်ထားပါတယ်အကျော်လေးရှင်လည်းထည့်လို့ရတယ်ပေါ့နော်အရင်ဆုံးဆမ်းမုံဆမ်းမုံတထုပ်ဖောက်ထည့်ပါတယ် ်မွေးကိုပဲတုံးလိုက်တယ်ပေါ့နော်မွေးပဲရှိတာမဟုတ်လားပြီးတော့ကောက်ညင်းမုံကတော့နှစ်စွန်းထဲသုံးစွန်းထဲတော့ပိုအီအီလေးဖြစ်တယ်တော့အဲ့ဒါလေးကိုမွေးမယ်ပြီးတော့ဆားထဲမယ်ပေါ့နော်နောက်မှရှင်ပေါ့ရှွရှွကြီးဖြစ်နေမှာဆိုလို့ပြီးရင်ယူဖြည်းဖြည်းချင်းထည့်ပြီးတော့ဒီအီသွားတဲ့ချင်းနေမယ်ထွဲဟိုပျော့ပျော့ပြပြကြီးတော့ဖြစ်သွားရအောင်ပေါ့နော်ပုံမှန်လေးအီအီလေးဖြစ်သွားတဲ့အထိနေပေးပါမယ်။ဖြည်းဖြည်းချင်းထည့်ပြီးတော့နေသွားပေးရပါတော့ အဲ့လိုနေလာပြီးတော့မှဒီအလုံးလေးကအီအီလေးဖြစ်သွားပြီးတယ်ဆိုရင်တော့သူ့ကိုငါးလုံးလောက်ပြန်ခွဲပြီးတော့လုံထားလိုက်မျိုးပေါ့နော်အဲ့ဒါကိုရင်းသွေးတွေကိုထည့်ပြီးတော့ပြုတ်သွားမှာဆိုတော့လေ ပြီးတော့မှရင်းနှီးချက်ချက်ဆိုရယ်တလုံးချင်းစီထည့်ပြီးတော့ပြုံးလိုက်တာပေါ့နော်။နေနေအချိန်အတွင်းမှာရင်းနှီးရတစ်ခါတည်ထားဆိုကွက်တီးပဲ။ပြုတ်တာကတော့ရင်းနှီးချက်ချက်ဆူမှာ6မိနစ်9မိနစ်လောက်တော့ပြုတ်လိုက်တယ်ပေါ့နော်။အဲ့ဒါဆိုရင်အပြင်ဘက်ကပဲအီအီလေးဖြစ်ပြီးတော့အထက်ကတော့မုံသားမချက်သေးဘူး။မနှက်သေးဘူးပေါ့နော်။အဲ့ဒါလေးကိုမှတေချာပြန်ဆဲ။ ဆက်ပြီးခွဲမယ်ပေါ့နော်ဒူတို့ဘာလို့ခွဲလဲဆိုတော့အရင်ပူလို့အရင်ပူလို့ခွဲလိုက်တာပါမဖြစ်နိုင်လို့တိတိလေးခွဲရတော့ပူလို့ကောင်းမယ်လို့ခွဲမယ်ပြီးတော့ဒူနေရပါတော့မယ်လက်အိတ်ဆွတ်တာတော့ကောင်းတယ်အခုနည်းနည်းလေးပူတယ်ပေါ့နော်လက်ကတော့နည်းနည်းလေးပူတယ်ခဏလောက်စောင့်ရင်တော့ပူစင်ပြေးလိမ့်မယ်ချက်ချချင်းကြီးတော့မနေနဲ့ပေါ့အရင်ပူသွားလိမ့်မယ်မစီတဇွန်းထဲတယ်အဲစီထဲတယ်ပေါ့နော်မှုေးအောင်လို့ မပဲစီထဲပြီးတော့တခါနဲ့နောင်နေလိုက်မယ်တိတ်မကတ်တော့ဘောနော်ဒါစခန်းနေလို့တဲ့ခါကျရလဲအဲ့ဖြည်းဖြည်းချင်းပဲနေရွားပေးပေါ့နော်ဟိုအလင်းလိုစရာမလိုပါဘူးမအေးတော့ရပါပဲဖြည်းဖြည်းချင်းနေရွားရရပါတယ်ကိုဘက်မှာတော့ဒါဆောင်းရီမှာလှုပ်ရှားလေးရှိရမုံဆိုတော့လေဆောင်းတွဲမှာနေရတော့မပူအပြင်ကရာဒူတို့ကအေးနေရောလေဒီမှာတော့ပူရယ်ပေါ့မပူပေမဲ့လည်းဖြည်းဖြည်းချင်းနေသွားလိုက်တာတော့နောက်ဆုံးမှာတော့ချွတ်ချောလေးဖြစ်သွားတယ်ပေါ့နော်အလုံးကတော့အားရပါရတော့နေရတယ်ပေါ့နော် မှုလုံးလေးရချုံမှုသွားပြီဆိုရင်တော့စပြီးတော့ကျွေးမှုစလုပ်ပါတော့မယ်ဘီအစ်စ်ပေါ့နော်ဘီအစ်စ်တချောင်းမှာအပြွယ်စနည်းနည်းလေးကြီးသွားတယ်ဒါတော့ကိုကအိမ်မှာစားလဲဖြစ်လို့ပေါ့နော်တတိပစ္စည်းလေးပဲလုံးပြီးတော့မှတခါအဲ့ဘီစစ်ကလေးမှာဖိပြီးတော့ခွာလိုက်တာနဲ့ရပြီပြီးပြီပေါ့နော်အဲ့ဒါတော့ကိုကအရွယ်လှုပ်ချင်လို့ပေါ့အရွယ်ပုံစံအလားပါအစုံလုံးလို့ရပါတယ်ဆိုတော့လှုပ်တာတော့ဒါတက်စလုံးစားတော့ရရပေါ့နော်ပြီးတော့သူ့ကို မိနစ်20လောက်တော့ပေါင်ရတယ်အသားနှစ်အောင်လို့ပေါ့နော်မိနစ်20လောက်တော့ပေါင်တယ်ပေါင်နေတော့မှပဲနန်းထောင်းထားတယ်နန်းကမထောင်းမဲထင်တိတ်မမွေးလို့ပေါ့နော်နန်းထောင်းတယ်ပြီးတော့မိနစ်20ကြားတဲ့အခါမှာအိုးချပြီးတော့နန်းထောင်းထဲတယ်ပြီးတော့ပဲပေါင်ထဲတယ်ပြီးတော့စီစာဟင်းတမအကုန်ထဲပါတယ်နည်းနည်းလေးအထဲပေါ့နော်မကြိုက်ရင်တော့မထဲလဲရပါတယ်ချိုမုံကမကြိုက်ရင်မထဲနဲ့ပေါ့နော်ဆိုတော့ပဲစီလေးထဲပြီးတော့ ထုတ်ပြီးတော့စားလိုက်တာနဲ့ရပါပြီ။ဤဆက်ညာပဲပေါ့နော်ဂျေမုံလေးက။အဲ့တော့ဂျေမုံလည်းစားခြင်းနဲ့အိမ်မှာပဲကိုကလည်းတော်တန်ရှင်းရှင်းလုပ်စားခြင်းနဲ့ဆိုရင်တော့ဒီမျိုးလွယ်လွယ်ကူနဲ့လုပ်လို့ရရပေါ့နော်။နည်းနည်းလေးတော့ပူပါရယ်။ဟဲ့လေးလေးတုံးပြီးတော့နေပြီးရင်တော့ရပါပါနော်။အရန်ကိုစားလို့ကောင်းပါရယ်။